တင်စားမှာလေတင်စားမှာစိရတချိုင်အညုပ်ပြဟုတ်ဒီကဒီနေ့အမှတ်တရလေးဖတ်ပြခြင်းတော့လေနည်းနည်းလေးဒီအနိုင်ဆိုရင်ဘာအဆမပြုတ်ပြဖို့ဖြစ်နေလို့ဒီနေ့တော့တမင် live လာလိုက်တာဒုတာလည်းနေကောင်းနေပါလေခွန်းအဲ့ဒါလည်းပြောခြင်းတော့ဒုတာရေဟိုပါ အယုတ်မပေါင်းနေတယ်အော်ပေါ်ပြီဆေးဝင်အခုသူကပုံမှာပြထားတာကမဲလူအောင်ချောင်းရဲ့မူရင်းပုံလေးပုံမဲလူအောင်ချောင်းက တွဲနေတဲ့1824ခုနှစ်မှာအိမမြေကောင်းရဲ့စတုထမြို့ဒီဘာကြီးတော်မြင့်တရားလေးအဲဘာကြီးတော်မြင့်တရားရဲ့မိပြေကောင်းဖြစ်တဲ့နမ်ဘရောင်နဲ့ဘူကလူချမ်းကလေးဖြစ်တယ်ဘူး။ကျောင်းဆောက်ပြီး9နှစ်ကျောင်းဆောက်တာကိုလည်း9နှစ်ကျော်လောက်ကြာတယ်။ကျောင်းကလည်းဟုတ်လောက်ပါတယ်ပေါ့။တော်တော်ကိုလည်းဟိုအဆောင်ဆောင်ခန်းခန်းနဲ့ဆိုတော့လေအော်အမအမြေပုံစံကိုကြွေးထုတ်ပြီးတော့ညောင်ငယ်စရာတော့ဥပ္ပိုလ်လူချမ်းပြီး ကျောင်းထိုင်စီခဲ့တယ်။နောက်ဥပုပ်ကိုပြန်လုံးဘူပြည့်နေတော့ဆရာတော်ဥပုပ်ကိုဆက်ပြီးလူတန်းခဲ့တယ်။နောက်ပြီးတော့ငလင်နန်းချောင်းမယ်နော်။1838ခုနှစ်မှာပြိုကျခဲ့လို့ဒီ1896ခုနှစ်ကျတော့စင်မြူမရှင်မိဖုရားပြန်ပြီးပြင်ခဲ့သေးတယ်။အဲ့တော့ဒီသူဒီငလင်တန်းကိုခံခဲ့ရပြီးတာဖြစ်တယ်ဘူး။အဲ့ဒါကြောင့်မို့ဒီဥမ္မာကလေးရာမှာရောပြီးပါနေတယ်။နောက်ကတော့ အဲအင်းဝလက်ရဖြစ်ရမယ်နောက်ကြကုန်းမောင်ခင်လေးရပါကျော်ပြီးပါနေတာဒါမှမကြောက်မလဲဆိုတော့ငလင်တန်းသောဘုဒါကဒီအုံချောင်းကြီးကမင်းတို့ရဲ့အုံချောင်းပေါ့နော်ဒီအုံချောင်းအပြည့်ကိုတခြားပုံချောင်းပုံစံနဲ့ရှိသေးတယ်ဘုအဲ့ဒါတော့ဘယ်မှာလဲဆိုရေဦးမှာ ခြေဦးမှာရှိတဲ့အုတ်ချောင်းပေါ့အဲ့ဒီဟာလည်းမဲနုရဲ့အုတ်ချောင်းပဲတော့မဲနုအုတ်ချောင်းကိုနောက်ထပ်အုတ်ချောင်းတစ်ခုအနေနဲ့ရှိနေတာပေါ့အဲ့ဒါဘာလဲဆိုတော့သူ့ရဲ့ဟိုလည်းရွှေဘူခရရေဦးမြို့မြင်းပေါရွာနဲ့ဝက်ဘူးရွာကြားမှာတည်ခဲ့တာနော်အဲ့ဒါလည်းနမ်တော်မဲနုရဲ့စီခိုင်းချက်ရာ တည်ထားခဲ့တယ်လို့ဆိုရပါတော့တိတ်တော့ပုံစံမတူဘူးသူဒါမဲ့ပုံစံကဘာသွားတူလဲဆိုတော့အောက်ခြေဝင်ပေါက်ဒီပုံစံတူတယ်ဒါလေးကိုအမှတ်တရအနေနဲ့ပြောတာဖြစ်တယ်နောက်တစ်ခုကတော့ဥရာတို့ဒီဘီတူကပညာရှင်တွေနဲ့ဒီဒီဇိုင်းပညာရှင်တွေတအားကိုစိတ်ဝင်စားဖြစ်ရတယ်မင်းကမှရှင်အများသိနေစေလို့ဒီများသိနေစေဒီကိုကြည့်လိုက်လို့ရှင် ိန်အောင်ဒိန်လိတ်တွေကြားထဲကနေပြီးတော့မှတည်နေတဲ့ဖះနဲ့တိတ်တူလာပဲဆိုပြီးဒီလိုမျိုးပြောကြတယ်နော်မင်းပညာရှင်နေပတ်တန်းတင်တော့မူလအရောကတော့ပကံခိကဒီဘုရားရှိတယ်ပေါ့။အလောင်းစီသူမင်းကြီးရဲ့ကုသိုလ်ရှင်ဖြူဘုရားရုပ်တုတော်ဆွဲပြုပြီးတော့ရှင်ဖြူဘုရားလို့လည်းခေါ်တယ်ပေါ့။အချို့ကလည်းရှင်ဖြူဘုရားလို့လည်းခေါ်တယ်။ကုန်းဝန်ခေကြတော့ဘိုးတော်ဘုရားပရုံမင်းလက်ထက်မှာ မင်းငွန်ပြောတော့ဒီစောင့်နေတော့မှဒီမြေတော်စကိုင်းဗာကြီးတော်ဘုရား CMP ဒီဘုရားရဆောင်ပြုပြင်မွမ်းမံလို့တယ်လို့ပြောတာနဲ့သူကမွမ်းမံလိုက်တာပေါ့။အဲ့တော့မွမ်းမံလိုက်တဲ့အခါကျတော့ဒီသူ့ရဲ့ဘိုးတော်မြင့်တရားရဲ့အချက်ဆုံးစင်ပြူမယ်မင်းသမီးဘုရားပြည်စီရင်ကိုပဲနဲ့ရောက်ဆန်သွားလို့မလို့လွမ်းပြေနေနဲ့စင်ပြူမယ်ဘုရား ဒီလိုစင်စင်ပြူတောင်ပေါ်မှာလည်းဒီလိုပေါ့နော်စင်ပြူရှင်ဖရာဒီလိုလည်းခေါ်ကြတယ်လို့ပြောတယ်ပေါ့နော်ဒါမဲ့လည်းဒီစင်ပြူမဲ့ဝိစင်အပ်တဲ့တသိန်းနဲ့မြရဲ့နောက်ဌာပနာကိုဆွဲပြုပြီးတော့ညသိန်းနဲ့ဖရာဆိုပြီးတော့နာမည်၃မျိုးနဲ့ပေါ့တကိုးကြည့်တယ်ပေါ့ဒီဖရာကဒီအာလိန်၅စင်းနဲ့တည်ထားတာပေါ့နော်နတ်ပုံနဲ့နဲ့ကနေပြီးတော့မှဒီစင်းသက်လာတယ်ဆိုရယ်ပုံစံမျိုးပေါ့နော်အတာရိနာမှာရှိတဲ့စုလာမနီစီတော့မှန်ပြီးတော့တီထားတယ်ပေါ့ဆိုပြီးတော့ အာဒီညသိန်းနဲ့စီရင်ယူပြောကြရတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့လေဒီဒီဖျားယူဘုရားပြရတဲ့ပုံကြီးကနှင်းနေရပေါ့နော်အဲ့ဒါကြောင့်မမမြန်ဖျားကြီးကဒီတပြေးတပြေးတပြေးနဲ့ဇီရောရဲ့အောက်ခြေကနေပြီးတော့မှရေလိုက်တဲ့လေပေါ့ရေလိုက်တဲ့လေတွေရှိမယ်အဲ့ဒါတိတာခုနှစ်တက်ပေါ့နောက်အဲနောက်တောင်ရခုနှစ်လုံးရည်ရွယ်ထားတယ်နောက်တက်တက်မှပြည့်စရာကြတော့ယူကန်တို့တောင်တိတ်ကိုရည်ရွယ်တယ်အလဲဘုံမှာကြတော့အာလင်ငါးစင်ပတ်ပြီးတော့မြင့်ဖို့တောင်ရည်ရွယ်တယ် အဲ့တော့အိုက်အာလင်90မှာပထမအာလင်မှာငကားတွေဒုတိယအာလင်ကျတော့ဂုံပန်ပေါ့ကလုံပေါ့နော်တတိယအာလင်ကျတော့ဂုံပန်သုဒ္ဓအာလင်မှာကျတော့ရက်ခတွေရက်ခိုက်တွေပင်စမအာလင်မှာကျတော့ကန်တပါးတွေစောက်ပြီးတော့အာလင်90ရဲ့အထက်မှာတရားမြင့်စံနဲ့တာရိနာပြီးမိမို့တောင်ထိတ်ပေါ့နော်အိုက်ပုံစံမျိုးနဲ့တည်ထားခဲ့တယ်နောက်ဇောင်းနဲ့ဒီဇောင်းနဲ့သုံးတွယ်သုံးတွယ်ရှိရပေါ့နော် အဲဇေရောရဲ့ပပတ်လည်းလေကပြတ်တက်ဒီမှာလဲ၃ချိတ်၃ဥရှိရဲ့နတ်မှုတွေရဲ့ဗိမာန်တွေကိုရည်ရွယ်ပြီးတော့တည်ထားတာရှိတယ်။ဇောင်းနှန်း၃တွေရာလဲမြတ်စွာဘုရားကတာဝန်တန်တဲ့ပြရနေအဘိဓမ္မာတရားဟောပြီးတော့လူပြီးဟိုပေါ့နော်သင်္ကတ္တနဲ့ကိုဟိုရွှေဇောင်းနဲ့ငွေဇောင်းနဲ့ဗရမဇောင်းနဲ့နဲ့ဆင်းလာတယ်ဆိုတော့ပုံရည်ရွယ်ပြီးတော့မှဒီအာဒီညသိန်းနံစေရောကြီးကိုဒီထားခဲ့တာဖြစ်တယ်ပေါ့နော် အဲ့တော့ဒီမြသိန်းတန်စီတို့ကဘာနဲ့သွားတူသေးလဲဆိုတော့အင်ဒိုနီးရှားနိုင်ငံမှာဂျာဗာကျွန်းမှာရှိတဲ့ဘောရဘူရာစီနဲ့လည်းဟိုလေးရောင်ပုံနဲ့အပိုင်းပုံကတန်းလွဲလို့ရှိရင်သဘောတရားချင်းတူတယ်လို့ပြောကြတယ်ပေါ့နော်အဲ့တော့ဒီဒီစီတို့ကြီးကလည်းတက်ကရစ်1200ပြင်းနေခရစ်တက်ကရစ်ဒီ1838ခုနှစ်မှာတော့လင်ဒန်ကျောင်းစီတို့ကြီးကချုံရင်းကလို့မင်းတို့မင်းပြားကြီးကထက်မှန်ပြီးတော့မှအဲထဲပြီးတော့မှလူတန်းခဲ့တာငါ ောင်းနဲ့ပြည့်စည်နေတဲ့ထီတော်ကြီးကိုလည်းခြေထီတော်ကိုဆွေတင်ငန်းအစ်စ်ပြပြီးတော့မှလှူခဲ့တာပင်းတရမြို့မှာပင်းဒီရှမ်းပြည်တော်မှာအောင်မဲမြို့မှာရှိတဲ့ဦးမြို့တော်ပြုံးတမိမခင်ချင်းမြင်တဲ့ပင်းတရမြို့မှာရှိတဲ့ဥပမော်တော်သိန်းများတို့ကနေပြီးတော့မှအစ်စ်တင်လှူခဲ့တာပေါ့နော်ဆိုပြီးတော့ဒီစေတော်ကြီးကိုကိုယ်ပဲအကဲကြဒါမဲ့အခုတော့လေနေလင်တောင်နောက်တစ်ချိန်ထက်ခင်ရပြန်နောက်ကတော့ ောက်တစ်ခုကတော့အမှတ်တရအနေနဲ့ပြောချင်တာပါလဲဆိုအင်းဝါနော်အဲစကိုင်းတရလိုပဲအများကြီးပြောကြတယ်အဲစကိုင်းစကိုင်းမျိုးနဲ့အင်းဝါမျိုးဟောင်းဆက်သွယ်ပေးထားတဲ့တကယ်အဲ့တရပေါ့1934ခုနှစ်မှာဗီရိရှာတွေကတိစောက်ခဲ့တဲ့တရဖြစ်တယ်ဒုတိယကမ္ဘာစစ်အတွင်းဂျပန်ဝင်အင်္ဂလိပ်အပြေးမှာဗီရိရှာတပ်တွေကဒီတရကြီးကိုဖောက်ခွဲပြန်စီခဲ့သေးတယ်လွတ်လပ်ရပြီလို့1954ကြာမှဒီတရားကိုပြန်လည်တည်ဆောက်ခဲ့တာ1990မတိုင်ခင်ကြီးတော့ အရာရမြေကူးတဲ့တရားအဖြစ်နဲ့ဒီဒဇင်းနဲ့ပဲရှိခဲ့တာပေါ့နော်ဒီအဲ1992ခုနှစ်ကြာတော့15နှစ်အောက်ကားဒီကိုပဲဒီတရားရတက်တန်းရင်လာလို့အလောက်ပဲသွားတော့တယ်နောက်ပိုင်းကျမှအခုအရာရတရားအစ်စ်ရန်နာဘုံတရားကိုအင်းဝတရားအနီးမှာဟုတ်တဲ့တခုဒဇင်းထပ်ဆောက်ခဲ့တာပေါ့နော်အဲ့တော့ဒါဟိုအမတ်တရားအနေနဲ့ပြောချင်တာလေးပ မတရားအနေနဲ့ပြောချင်တာနောက်တစ်ခုကပါလဲဆိုတော့ဒုတာတို့ဒီဒုတာရဲ့ရေပေါ်ရေပဲဒူးဖြစ်တဲ့ဒီဒီယာငလင်းနဲ့ခင်ရပြီးတော့မှကြာဆုံးသွားခဲ့တယ်ပေါ့နော်။သူကဆိုလို့ရှိရင်လည်းတော်လိုင်းကြီးမှာညာညာကြီးကိုလည်းအကျိုးပြုခဲ့တဲ့သူကြောင့်လည်းဖြစ်တယ်ပေါ့နော်။အဲတော့သူမန္တလေးသူလည်းဖြစ်တယ်။မန္တလေးနဲ့ပတ်သက်တဲ့အမတ်တရားလေးလည်းသူကအမြဲတမ်းမန္တလေးနဲ့ပတ်သက်တာလေးလည်းပြောတတ်တဲ့သူဖြစ်တယ်။သူအတွက် ရှိခဲ့ပြောမှာ29ရက်နေ့ကတည်းကပါတယ်ပြောလို့ပေါ့ဒါပေမဲ့သူကငါမပြောမပြောချင်ပြောနိုင်ငါကြောင့်ပြောပြဖို့ဒီနေ့တော့စူးစမ်းပြီးတော့မှာပြောမယ်ဘူးဒီနေ့ကအစဉ်လဲပြင်မနေဘူးအင်းဒီနိုင်လို့ပို့တော့ကအစဉ်ပြင်မနေတဲ့အတွက်ကြောင့်ပြောမယ်မတက်လားဟင် နောက်တစ်ခုကတော့ PDF အမေမာရဲ့စာလေးကိုလည်းအမြဲတမ်းဖတ်ပြလေးရှိရဲဆိုတော့အမေလူလူတော်မာရဲ့ကျမတို့ဗန်ဒလီကမန္တလေးတောင်ဆိုတာလေးဟုတ်အလုံးဝပြီးခင်ကျမ်းမှာကျမဒီတော့အိနေရလည်းပဲနာသွားမြင်နေတာခင်ခင်ကြီးကဘာတိုးနဲ့မမိပါမချင်းစိတ်နှိမ့်ဆော့ပါမှာမရွှေစီချင်ဘာလို့လဲ 我点上，谢谢。你还没有？没有嗯，外面就有。走、hmm. 嘛，还是睡。In right. a 这里咯，沙地飞机点来飞到这边嘛，嘛沙地飞 e 一 t 的来，一飞到来。哎，你们家没那个沙 i 飞机的，对不对？不怕 i 不怕。 Mama Oma 77. Sway Wind. Cha. Sway Mountain 77. အောင်ကိုကြာအမေလူလူကြောင့်မာရဲ့ကျမတို့မန္တလေးကမန္တလေးတောင်ဆိုတာလေးကိုဖတ်ပြချင်ပါတယ်နော်ဒီကတော့လေစာအုပ်ထည့်ရလဲဆိုရင်ကျမတို့မန္တလေးကမန္တလေးတောင်ဆိုတဲ့စာအုပ်ထည့်က မိမာရဲ့စောင့်ပါလေးပဲဖြစ်ပါတယ်နော်မကြသေးခင်ကဒီစောင့်ကိုဖက်ရှုခွင့်ပြုပါလို့လည်းအမိမာနဲ့ပတ်စံနေမှာရှင်မကြသေးခင်ကကျမနဲ့ညီမလိုရင်းလေးတဲ့ရန်ကုန်ကမိတ်ဆွေတရားတော်ထားမြင်လာလို့မန္တလေးတောင်ကိုပြာဘူးလိုက်ဖို့ပါတယ်။ပြာဘူးဖို့တော့မန္တလေးတောင်ကိုခဏတက်နေကြတဲ့ပုံစံအတိုင်းမော်တော်ကားနဲ့ဆူတောင်းပြေဖျားချီတော်ရင်းဒီတက်ကြတဲ့ပုံစံနဲ့ပို့တာ ဘုရားရှင်ရောက်တော့ကားပေါ်ကစင်းပြီး escalator ရွေးရှားဆက်လီကနဲ့ဆူတောင်းပြေရင်မြင်ကိုတက်လာကြတယ်နိအပေါ်မှာဆူတောင်းပြေဘုရားရင်မြင်ကြီးကလည်းချက်ထားလိုက်တာအရင်ကတည်းနှစ်ဆလောက်ကျဲတယ်ထင်ပါရဲ့ကမာကရဲ့လားပတိလန်စီရွှေချတန်ကြီးတွေနဲ့အလူတကာအလူမာရီရဲ့အမိကလည်းဖတ်မကုန်အောင်မယ်ပြီးတော့အဲ့ဒီဘုရားပတ်ပတ်လည်းလည်းရင်မြင်ပြန့်ကြီးကနေပြီးရက်လေးမျက်နာကိုကြည့်လိုက်တော့ရှုကင်းရှုွက်တွေက ုင်ငံခြားသားမပြောထားနဲ့ကျမတို့တိုင်းရင်းသားတွေတောင်မှကြည်ပွားနိုင်ဘူးအရှိဘက်ကိုလှမ်းကြည့်လိုက်တော့ရှမ်းယုံမတောင်ကြီးမှိုင်းလို့ညို့လို့တောင်မှာတော်လာရှိတယ်လို့တောင်မှာလည်းတောင်ကရှိတာပဲဟာကိုဒီလကအကြည့်ပွားတဲ့အလသဘာဝရဲ့မကုံနိုင်သောဖန်ဆာချက်တွေနဲ့ပြည့်နေတဲ့အလလေးအဲဒီကနေပြီးတောင်ဘက်စီကိုရွှေ့ရွှေ့ပြီးကြီးတော့ရှမ်းတောင်တန်းရဲ့တောင်ကြီးကကျွန်းနဖားတောင်ကြီးပြီးတော့ဒုတ်တာဝတီမြင့်မန္တလေးလွင်ပြင်တဲ့ ရှင်းတောင်ဘောကဆင်းချစီဝင်လာပေါ့။နောက်အေရီတဲ့ပေါင်းစုံသွားပုံ။စကိုင်းတောင်ရုံနဲ့မင်းဝင်တောင်တန်းတို့ကပါလက်ဝဲရင်ကြည့်လာရင် တောင်ကြီးမှာကန့်နေဆက်နေတဲ့ကနေ့မန္တလေးကိုလည်းမြင်ရရင်အထက်များတဲ့တိုက်တစ်တွေနဲ့ကနေ့မန္တလေးနမ်းမြူယူကြီးနဲ့မြူယူနဲ့ပြတ်တဲ့နဲ့ကျုံနဲ့ကလည်းတောင်ကြီးရဲ့တောင်ဘက်မှာခင်းထားသလိုဖြန့်ထားသလိုတွေ့ရသေးရဲ့။ပြီးတော့မှတောင်ကြီးရဲ့ရာဟုတောင်းကမန္တလေးထောင်တိတ်ကိုမြင်ရတယ်။ကျမတို့နိုင်ငံကလူတွေကတော့ နေရောင်ခြည်ကိုမှန်မှန်နဲ့ပေါပေါကြီးတွေ့နေရတော့နေဝင်ချင်းတို့နေထွက်ချင်းတို့ကိုမြင်နေရရင်လှတယ်လို့တော့အမေပါရဲ့ဒါပေမဲ့နေဝင်စည်းစားလှလိုက်ပုံများအသက်ရှူတော်မပါရဲ့ဆိုတဲ့အထိတော့15မိနစ်နာရွယ်ကြာအောင်မကြည့်ပြစ်ပင်ဘူးတို့ပင်မဲ့လို့နေနဲ့အတွေ့အထိနဲတဲ့နိုင်ငံကလူတွေဖို့တော့မန်လီတောင်ပေါ်ကပကံဗျာတွေဘောကမြင်ရတဲ့နေဝင်စည်းစားရဲ့အလားကအသက်ရှူမလာအောင်လာတာတဲ့ နေမင်းကတဏိတာသူချမ်းရွေ့ရတဲ့တာဝန်ကိုဆုံးတော့မှာမို့အလွန်လင်းလက်တဲ့ရောင်ကြီးတွေကိုတဖြည်းဖြည်းရှော့ချရုပ်သိမ်းပြီးနေ့လယ်မှာဘယ်တော့မှမမြင်ရတဲ့သူ့ကိုယ်လုံးကိုယ်တည်းကြီးကိုအနီလုံးကြီးဖြစ်နဲ့တိတိကျကျလှစ်ပြပြီးအနီလုံးကြီးဖြစ်ကအနီလုံးကလေးအထိတဖြည်းဖြည်းတင်းငယ်သွားမိန်သွားပြီးပြုတ်ကနေပြုတ်ကျပြောက်ွယ်သွားတာကိုပြုတ်နေပုံများကိုစောင့်ကြည့်ရရင်အလွန်အံ့ဩသဘောကျကြတယ်ဆိုကို ဒါကြောင့်မန္တလေးတောင်ထိပ်ဆူတောင်းပြေဘုရားရင်မြင်တော်ဘောကနေပြီးအရာရီမြေယောဂမင်းဝင်တောင်ကျောနောက်တောက်ွယ်မဲနေဝင်စည်းစာကိုဧည့်သည်တွေကတပတ်တမောကြည်ကြတယ်။ဘုရားရင်မြင်တော်ကိုပြင်ဆင်ထားပုံကလည်းအဲ့ဒီရှုခင်းကိုစောင့်ကြည့်ဖို့အတွက်အလွန်အဆင်ပြေမှာပါ။ကျမတို့ကတော့စောင့်မကြည့်ခဲ့ပဲဓာတ်လီကနဲ့စင်ရင်ကားပေါ်တက်ပြီးပြန်လာခဲ့ကြတယ်။မန္တလေးတောင်ဘောကိုတက်တဲ့ဆင်းတဲ့ကားလမ်းကအတက်တလန့်အဆင်တလန့်ပါလား။ မ်းပေးဝဲရမှာကလည်းအပွင့်ပွင့်နေတဲ့ဘန်းပင်တွေကြာကြာနာနာဆိုင်လို့ကားပေါ်ကကြည်လိုက်ရင်လှလို့ပလို့တောင်လုံးစိမ့်ဆူနေအောင်ရေပိုက်တွေနဲ့ရေတွေဖြန်းပေးထားတာလဲအရာောင်းများစွာမှာပါပဲအိမ်ပင်ရောက်တော့တပီးတွေကအမေတို့မန္တလေးတောင်ကပြန်လာခဲ့ပြီလားတဲ့အေးတန်းခဲ့ကြပြီလို့ပြောလိုက်တယ်ဟိုးတော့ကတော့ရှင်တကြီးတကောင်ကနေပြီးအစာအဆုံးတောင်လုံးကိုခြေထောက်နဲ့လေကားတစ်တိုင်းနင်းပြီးတက်ခဲ့ဆင်းခဲ့ကြတာဟုတ်လား ကျမမိတ်ဆွေကအဲ့ဒီတုန်းကမန္တလေးကိုပထမဆုံးတင်ရောက်ဘူးတာသူကလည်းအသက်90ကျော်လောက်ကျမကလည်းသူ့ထင်နည်းနည်းငယ်တော့ကျမသားသမီးတွေရောသူ့သားသမီးတွေရောနှမိသားစုပျော်ပျော်တပါးကြီးတက်ကြတာလေရတိကြီးဥခန်ကြီးပြုတ်ပြင်းထားတဲ့မန္တလေးတောင်တော်ကလည်းဘုရားဘူးတွေတက်စီလို့တက်ရတဲ့ကြောက်လေကားတွေကကြောက်တုံးနေနဲ့စီထားတာမို့နင်းတတိုင်းချဲတော့အောင်မှာကြောက်တွေကအေးအေးပြီးချောနေတဲ့အတွေ့လေးတွေနဲ့ကျမတို့တွေတွေစကားတပြောပြောနဲ့တက်ကြ မောတော့မောတဲ့နေရာထိုင်နာကြအပေါ်ကသွတ်တွေတန်တွေနဲ့မိုးထားတဲ့ဇောင်းတန်းပြတ်တဲ့အမိုးကြီးကတောင်ပေါ်တက်တဲ့ပြားဘူးတွေကိုနေဘူးစီဒါမှမဟုတ်ပဲကလားအဲ့တော့ဘဲချင်းတက်တက်တက်ရတက်ရရတောင်ပေါ်ဆိုတော့လဲလေတောင်လီကလေးကနှဖြူဖြူနဲ့ဒေါ်အေးကြီးရဲ့ကျမတို့မန္တလေးကဒီမန္တလေးတောင်ကိုဆွဲပြုတ်ပြီးမန္တလေးမြို့လို့ခေါ်တာပဲရှင်မင်းတို့မင်းကြီးကသူ့မြို့ကိုရန်နာဘုံလို့မှဲ့ခဲ့ပေမဲ့တကယ်ကတော့မန္တလေးပါပဲ အခုကျမတို့ရှိကတွေ့မဲ့ရတ်တော်မူကိုရောကြီးကတော့ကျမကြားဘူးတာဖြင့်ဗျာဒေဘေးဘုရားကြီးတိဆောက်ပြီးစီးဖို့ဗပီးမပြတ်ဖြစ်နေတာနဲ့ဒီရွှေရတ်တော်ကြီးကိုဥက္ကဏီကအရင်တီးနှင်းရတယ်လို့ဆိုတာပဲလို့ကျမကစကားဆလိုက်တော့မန္တလေးကိုကုမာရောက်ခဲ့တဲ့ဒေါ်ရေးကြီးကအေးဟုတ်တာပဲသမိုင်းတောင်းလေးပါလေးလည်းလောက်ပါအောင်မိတ်ဆွေကြီးရဲ့သူကလည်းကြားကျင်ကျင်ကျမကလည်းပြောကျင်ကျင်မို့မန္တလေးတောင်တန်ရင်ကျမတို့ကြားဘူးမှတ်ဘူးတဲ့မန္တလေးတောင်ဆိုင်ရာအကြောင်းတွေကိုကျမက ပြောတော့မိတယ်။အဲ့ဒီလိုစီကပတ်ကုံပြောနေပြီးတော့ကျွန်တော်ပြောရင်ကကျမအမေကိုတရိရလိုက်တာလေ။ကျမတို့ဘေးကကျမတို့ဖွာအိမ်ကိုဝေးကဧည့်သည်တွေလာလို့အခုလို့ဖျားဘူးလိုက်ပို့ရရင်သူသိသလောက်ပို့တယ်ဖျားအကြောင်းမန္တလေးအကြောင်းတွေကိုစီကပတ်ကုံပြောပြနေတာပဲ။အဲ့ဒီတော့ကမိနဲ့စကားတွေကပြောလိုက်တာမမဟုတ်ဘူးထင်ပါရဲ့။သူကမန္တလေးအကြောင်းကြွားလဲကြွားကျင်တာလို့စိတ်ထဲကပြင်းမာခဲ့မိတယ်။ ်သူအဲ့ဒီပြင်မမိတာငါမှဝက်လက်တာထင်မာရဲ့တို့အောက်မေ့ပြီးကြီးချင်းမိသေးတယ်ပြီးတော့မှကဲဟုတ်ပြီစီကလည်းပွဲတော့နာနဲ့ကျမကလည်းပြောချင်တာနဲ့တော်ပဲဆိုပြီးမန္တလေးတောင်ရဲ့အတ္တကဖရာဒါရီဘေးကိုရောကြီးအချောင်းကိုကျမကတောင်တရင်ပြော့ပြတယ်တင်ကျင်သူတော်ရဲ့ကြီးကဒေါ်မရဲ့မန္တလေးတောင်ကလည်းနေရာကျလိုက်တာနော်မြို့နာနေကန့်နေတဲ့တောင်ကလေးတစ်လုံးကျမတို့မှဒီလိုတောင်ကလေးတစ်လုံးရှိရင်တိတ်ကောင်းမှာတဲ့ ဒေါ်အေဂျီဒီလိုပြောတော့ကျမဘန်သွားတော့ကစိတ်ထက်ဖြစ်ခဲ့တာပြန်သတိရတယ်။မော်လမြိုင်ကနေဘန်ကိုတင်းမော့နဲ့ဆန်းကြတော့ဟိုးခန်းလန်းလန်းမြင့်လေရဲ့အရှိပဲလက်ရဘက်မှာကလမတောင်ကြီးမြင့်ရဲ့ကန်းဆက်တွေမှာတော့ကြောက်တောင်ကြောက်ဆောင်လေးတွေကအရွယ်ရွယ်ဆားဆားပါကလား။တချို့ကြောက်ဆောင်ကလေးတွေမြန်လဲပေါင်းဖို့လောက်ရှိရဲ့။တချို့ကတိထက်တောင်ငယ်သေးတယ်။ဝဲရော်ရာရော်တော်တော်ကြာမြင်ရမြင်မိတစ်ခုတစ်ခု။ကလေးကစားတဲ့အရွယ်ကြောက်ဆောင်ကလေးမျိုးတွေလက်ရှိရဲ့။ကြီးကြီးပါမှာလှလှပပါတွေလက်ရှိရဲ့။ အလတ်စားတဲ့ပုံစံမျိုးမျိုးတွေလည်းတွေ့ရကျမကသဘောကျနော်ဒီလိုကြောက်ဆောင်မျိုးလေးတွေတို့ ARD ကမ်ပိန်းမှာရှိရင်ကောင်းမှာနော်လို့အောက်မိခဲ့မယ်ဘူးလက်တော်ရဲ့ကြီးကသူ့မျိုးနာမန္တလေးတောင်လုံးတောင်ကလေးတလုံးထားကျင်တာတဲ့ရှိကျင်တာတဲ့ဟုတ်ပင်မှာပဲအင်းဆက်ကြအောင်ဆိုဒီမန္တလေးတောင်ပေါ်မှာဘုရားတွေတော့အများကြီးပေါ်ရှင်ကျမတို့လည်းလမ်းလုံးဖူးသွားကြမှာဒါပေမဲ့မန္တလေးမြို့ရဲ့အဓိကဘုရားကတော့ဓာရိပိဘုရားကြီးလို့ခေါ်တယ်ဘုရားကြီးပေါ့ ကျမတို့မန္တလေးမြို့သမိုင်းကဒီလိုတဲ့ဂေါရမဘုရားရှင်လက်ထက်တုန်းကဒီတောင်ပေါ်မှာဘလူမန္တမ9ရောက်ရှိခဲ့တဲ့မောင်လေးရောက်နေနှမတရားပေါ့မြတ်စွာဘုရားဒီတောင်စီကိုဒီသစာကြီးကြွချီလာတော့ဆန္ဒမှုကြီးဘလူမန္ကဘုရားရှင်ကိုကြည်ညိုလွန်းလို့သူ့ဝိပန်းစုံကိုဖြတ်ပြီးလူတဲ့အဲ့ဒီကဘုရားရှင်ကပြုံးတော်မူလို့ဒီတော့အာနန္ဒာကမိတ်ဆက်တော့ငါဘုရားသာသနာ2400ရောက်ရင်ဒီဘလူမန္ကဒီနေရာမှာမြုပ်တည်ပြီး မင်းလုံအုပ်ချုပ်လိမ့်မယ်သာသနာတော်ကြီးဝင်လင်းအောင်လဲဆောင်ရွက်မယ်သာသနာပြုပြီးပြည်လာလိမ့်မယ်လို့ပြားရိတ်တော်ပြီးတော်မူတယ်အဲ့ဒီသမိုင်းစကားနဲ့ညီမန္တလေးတောင်ရဲ့အကွက်ကွင်းကြတဲ့နေရတောင်ဘက်မျက်နှာရဲ့အလဲလောက်မှာပြားရိတ်ပေးဖျားဆိုတာကိုမင်းတို့မိကြီးလက်ထက်ကတီးထားခဲ့တယ်ဒါရိတ်ပေးဖျားကြီးကဖျားရက်တော်နဲ့အညီညံတော်၁၈တောင်ရှိတဲ့ရက်တော်မူဖျားကြီးပြီးတော့မန္တလေးမြို့ဘက်ကိုလက်ညှိုးညွှန်နေတဲ့ပုံထုလှုပ်ထားတာညွှန်နေတဲ့လက်ညှိုးတော်က မန္တလေးနမ်းမြို့အရှိပဲမြို့ရိုးနယ်ကြီးတန်တန်ထိုးထားတဲ့လက်ညှိုးတော့ပြီးတော့မြို့ပွားတော်ရဲ့အကညီတော်အနန္တနာကဘုရားကိုထိုင်တဲ့ရှိခိုးရင်မိဆောင်နေတဲ့ပုံကိုထုထားတာဒိဗေကတော့မန္တလေးမြို့တည်တာမန္တလေးကိုဖန်စီအုပ်စုတဲ့မင်းတို့မင်းဟာဘုရားရှင်ရဲ့ဓာရီတော်နဲ့အညီပြုလုပ်တာဖြစ်တယ်လို့ပြသထားတာဒီပြားနဲ့ဒီတောင်ကမင်းတို့မင်းနဲ့မန္တလေးမြို့အတွက်တိတ်အရေးကြီးတဲ့တောင်နဲ့ဘုရားပေါ့မန္တလေးတောင်ပေါ်တက်လာကြရင်ဘုရားဘုရားတိုင်းက ဒါရင်ဘိတ်ကိုရောကြီးလက်ညွန့်ညွန့်တဲ့နေရာကိုကြည့်မိတာကြည့်ပဲကြည့်လိုက်ရင် တောင်မြောက်တန်းနေတဲ့ကျုံကြီးနဲ့ရိုးရိုးကြီးနဲ့ပြအုပ်တွေကရုပ်ဝါတော်ကြီးရဲ့လက်ညှိုးထိတ်တဲ့တဲမှာတန်းလို့တို့ဝိမဲမန္တလေးတောင်ကဟိုအရင်တုန်းကတော့အခုလိုဟုတ်သေးဘူးတိသားဆောင်တဲ့အနေနဲ့လှုပ်ထားတာဒါကြောင့်မန္တလေးမှာမိကြီးတောင်တဲ့တစ်ချိန်အဲ့ဒီမိကြီးကတောင်ကြီးအနောက်မှာနေတဲ့လူနေရက်ကွဲ့မြောက်ပြင်ကိုရောတောင်ကြီးကဘုံကြီးကျောင်းတိုက်တွေကိုရောမိလောင်တဲ့ဒီမိကမန္တလေးတောင်ပေါ်ပါတက်လောင်ပါလေရော ဒါမှမီးလောင်နေဆိုတာအောက်ကလောင်တဲ့မီးလျံကအထက်တက်စမြဲမှုအောက်ခြေဆောင်နှင်းကိုအလောင်ခံရရင်တစ်ချောင်းလုံးကုန်ပြီပေါ့မန္တလေးတာမော်ကပြားရိပ်ဘေးကိုတော်ကြီးနဲ့ပြားရိပ်ခံပြီးတော့အနန္တပုံလူညလည်းအာယုံခံကြီးနဲ့အတူအလုံးမီးခသွားတာပေါ့အဲ့ဒါ1255ခုနှစ်ကဖြစ်တဲ့။ဒါကြောင့်မန္တလေးကလူတွေကိုတာမော်မှာပြားရိပ်ဘေးဖျားကြီးပြန်လဲတီစာရေးကရေးတကြီးစာရေးရမယ်ကိစ္စဖြစ်လာတယ်။အဲ့ဒီမှာပြားရိပ်ဘေးဖျားပြန်တီကြမယ် ဖရတာရကတူမက ဖြစ်လာလို့ယုံရောက်ခဲ့ရပြဿနာတွေဖြစ်ခဲ့ကြရတာလေဖြစ်ခဲ့တယ်ပထမဘုံကြီးဥနယ်တရားကိုတော့ကပြန်တီကိုလုံးမန်းတယ်ဒီဘုံကြီးစီကဆန်စီခင်လေးကလူယူကိုချိုးပန်းတယ်နောက်ရေကြီးဥခန်ကြီးကတာမယူဖို့ဖြစ်လာတယ်မန္တလေးတောင်ပေါ်မှာပြရဲပေးစင်းတူတော်ကြီးမိခပါလို့ ြန်လည်လှောက်ဆောင်တဲ့နယ်လို့မြို့သူမြို့သားတွေရဲ့စိတ်မှာဖြစ်နေကြပဲမယ်။ဆယ်နှစ်နီးပါးသာကြာသွားတဲ့မြို့လူထုအနေနဲ့ဘာကစားရပြီးဘာလုပ်ရမှန်းမသိကြဘူး။ဖရတာရဲ့ကမင်းနဲ့သားတော်ဘီရင်ကလည်းမရှိကြတော့ဘူးဟုတ်လား။အဲ့ဒီတစ်ချိန်မှာဟိုးတဲ့မဲစာရွှေလီဘက်မှာအင်တန်ကြီးတဲ့ကျွန်းတစ်တုံးကြီးတုံးမြင့်လယ်မှာမြုပ်ကြီးပေါ်ကြီးနဲ့မျောနေတာရှိတယ်။တိကြီးကအကြီးကြီးဒါပေမဲ့ဘယ်သူမှဆယ်လို့မရဘူးဆိုတဲ့တဲ့ရင်တစ်ပုတ် ိကုံတဲ့တွေစီကဘုန်းကြီးဥနယ်ဒီရစီတရင်ရောက်လာတယ်။ဒါနဲ့ဘုန်းကြီးကအညာတက်သွားပြီ။အဲ့ဒီကျွန့်တကြီးဆိုတာသွားကြည့်တယ်ကြည့်တော့ကြားတဲ့အတိုင်းပဲအလွန်ကြီးမားတဲ့ကျွန့်တုံကြီးအမှန်ပဲ။ဒါပေမဲ့ဘတ်တူးမှဆယ်လို့မရဘူး။ဒါကြောင့်ဆယ်တဲ့သူမရှိဘူးဆိုတာလည်းအမှန်ပဲလို့လည်းသိရရော။သိတော့ဘုန်းကြီးကဘုရားကတော်ဝင်တဲ့ဒိတ်ထန်တဲ့ဒီကျွန့်တုံကြီးကိုဆယ်ယူလို့ရရင်မန္တလေးတောင်ပေါ်ဗျာဒိတ်ပေးဖျားကြီးဖြစ်ဥက္ကွယ်ဖို့ထုလုပ်ပါမယ်။ဒီစကားမှန်သောစကားပါ။ ဒီတစ္ဆာစကားကြောင့်ကျွန်းလုံးကြီးသူဆယ်လို့ရရပါစေသားလို့တစ္ဆာဆိုပြီးဆယ်တဲ့ဆယ်ကြတော့ရတယ်ရတာနဲ့နည်းနည်းငယ်တဲ့ကျွန်းတစ်တုံးဥနန္ဒီယကတိတ်ကုံတဲ့ရေစီကနေလူခံခဲ့ပြီးမန္တလေးကိုဒီတစ်တုံးကြီးနှစ်တုံးဖောင်းဖွဲ့ပြီးမျောယူလာတဲ့မန္တလေးရောက်တော့မန္တလေးတောင်ကြီးမှာရှိတဲ့အဲ့အကူကြီးနဲ့တောင်းပြီးတစ်တုံးကြီးကိုကျွဲရှိကောင်တစ်တုံးငယ်ကိုကျွဲလေးကောင်နဲ့ဘိန်းတက်ပြီးဆွဲယူခဲ့ကြတယ်ပြီးတော့တောင်ကြီးမှာတစ်တုံးကြီးတွေချက် မန်းနဲ့ကနာထုတ်ပြီးဒါလေးပေးကိုရောကြီးထုတ်လို့ကိုတစ်တင်းပြပြီးအလူငွေမြအလူခံနေသေလုံးကြီးတွေမြင်ရတော့ဘုရားဘူးတွေကအားတက်တယ်ရောအလူငွေတွေထဲ့ကြတယ်လေတစ်တုံးကြီးတွေအညာကအလူခံလာတဲ့ဥနယ်တီးရအကြောင်းပြောရအောင်ရင်းကရွှေဘူမှာဘုရားဟောင်းတစုပြန်တယ်လို့လောက်တာမရပဲဖြစ်နေတာရှိတယ်အဲ့ဒီပြာကပြန်တယ်တိုင်းကွက်ကွက်သွားတယ်။နောက်ဘုရားဝင်ကျင်မှာရှားကြတော့ပြရကလူဝင်စားဖြစ်ပြီးလူဝင်စားကပြန်လဲပြင်ဆင်မှာ ရင်းစင်းလို့ရပါစေလို့ဒိတ်တံပြုခဲ့တဲ့ကြောက်စာတစ်ချက်ကိုတွေ့ရတဲ့။ဒီပြားကလည်းလောင်းပြားတဲခဲ့တဲ့ပြားလို့ဆိုသကူ။ဒီလိုဘယ်သူမှပြင်လို့မရပဲဖြစ်နေတာကိုဥနန္ဒီယကဝင့်ပြင်တော့ပြားကပြီးစီအောင်မြင်သွားတဲ့အဲ့ဒီတော့ဥနန္ဒီယကအလောင်းပြားဝင်စားမဲ့သူဖြစ်ရမယ်လို့အောက်မေ့ကြတယ်။ဥနန္ဒီယကသူ့ကိုယ်သူဧည့်သည်လို့ယုံသလားလည်းမပြောတတ်ဘူး။အဲ့တော့ကျမတို့ကြားဘူးတဲ့စကားတည်းရဒီပေါင်းကြီးဥနန္ဒီယကိုကျမတို့ကောင်းကောင်းသိမိလိုက်တယ်လို့ပဲမြင် တည်ယုံမိယုံရှိတာဘုန်းကြီးကိုဒီကိစ္စတွေမေ့မြန်ကြည့်ဘူးတာမဟုတ်ဘူးသူ့ကိုတည်ရကျွမ်းရတော့ငါသူ့တိတ်ကိုလည်းကိုကတည်ထားရတော့မိရတော့မှမသိလို့ပေါ့ကျမကဥနယ်ဒီယကိုတည်ပုံကကြည့်လို့ပါမန္တလေးထောင်ကြီးတဲ့ကိုဥပုံနေတိုင်းဝင်ဝင်ပြီးတည်နာပြီးတဲ့ဘုံကြီးကအဲ့ဒီတဲချောင်းကလေးထဲမှာနေတဲ့ဘုံကြီးပဲလို့လူတယောက်ကလမ်းညွန်နေ။ကျမလည်းအဲ့ဒီခေတုံးကမန္တလေးထောင်ကြီးနဲ့တိတ်ကင်းကင်းရှိရှိရှိရသူမဟုတ်လေတော့ဒီဘုံကြီးကိုဝင်ဖူးကြည့်အောင်မှဆိုပြီးသူ့တဲချောင်းကလေးထဲဝင်တာပါ။သူ့ချောင်းကလေးကမန္တလေးတောင်ကြီး ဓာတ်တော်ဆောင်နှန်းကဆင်းလာတဲ့အခါအစင်းရဲ့တောင်ပဲ့တောင်စွန်းတောင်ပြားကလေးကတဲ့ချောင်းကလေးပါကျောက်တော်ကြီးပြားအရှိပါ့ရဲ့ညဖယ်နာကြပါကျမတို့ဘုန်းကြီးစီဝင်ကြတော့တဲ့ချောင်းကလေးကတခန်းကျဲကျဲနှခန်းလောက်မကျဲတဲ့တဲ့ချောင်းတစ်တိုင်းကိုထင်းကကတ်မိုးထားတဲ့တဲ့ချောင်းကလေးအဲ့ဒီထဲမှာတစ်သားကလေးလေးနဲ့အိပ်ရာပဲရှိတခြားပရိဘောကလည်းမြများဆဆရှိတာမဟုတ်ပေဘူးတကူထူးဆန်းပြီးစိတ်ညစ်စရာကောင်းတာကတဲ့အတွင်းမှာကြွက်တွေကအကောင်းမနကောင်ပဏိယာရှိမယ်မသိဘူး ဖျံကတ်ထားတဲ့တစ်သားတန်းတွေပေါ်မှာတန်းစီပြီးသွားလာနေကြတာတွေ့ရတာအတွက်တွေကဒီကောင်းနဲ့ဒီကောင်းအမိဆက်ခေါင်းဆက်သွားနေတာသူတို့ကလူစိမ့်ဝင်လာလို့လည်းဘာမှဖြစ်ဘူးတစ်သားတန်းက၃တန်းရှိတယ်၃တန်းစလုံးပေါ်မှာပြေးသွားနေတာပဲတဲ့ရဲ့လေးပဲစလုံးပါနော်ဖုန်းကြီးလည်းရှိတယ်ဖုန်းကြီးနဲ့ဒီအတွက်တွေနဲ့ငင်းချမ်းစာတူနေကြတာပဲလေကျမတို့ကမကြုံဘူးတော့ယွန်းနာရောကြောက်တာရောသူ့တဲချောင်းလေးနဲ့ကြာကြာမနေချင်းလို့ပြန်ထွက်လာခဲ့ဖုန်းကြီးကလည်းထွက်လိုက်လာပါတယ်အရှင်ပြထောင်ထဲရောက်သလားလို့ရှောက်တော့ ဥပုံနေတိုင်းရောက်တယ်တီလာပေးရတယ်လို့ပြောပါတယ်။ဘေးစကားကတော့ဒီဥနန္ဒီယာကမင်းမျိုးမင်းနွယ်မင်းသားတပါတဲ့။ဒီကျဲကလေးတည်းမှာဒီလိုပဲနေတာတဲ့စွန့်ငန်စားတယ်လို့ပြောပါတယ်။ကျမကသူ့ကိုဗျာလေးပေးပြကြီးတဲတုံးကဆလူခံလာတဲ့ဖုန်းကြီးစန်းစီရှင်လေးနဲ့တရားပြရတဲ့ဖုန်းကြီးရဲ့လို့တည်တာမို့တော့ဘာမှလည်းမမေးရမလျှောက်ရဘူးပေါ့။ဒါကဘိုးစိန်ကြောင့်ကြီးတော်မှာထောင်ထဲတည်လာပေးတဲ့ဖုန်းကြီးကြီးဖြစ်နေကျမသွားဖူခဲ့တဲ့ဖုန်းကြီးကဒီဥနန္ဒီယာပဲလို့တည်ရတော့ မေရူရူတော်မှာတော့နောက်တစ်ပုဒ်ကိုဆက်ပြီးရေးထားပါတယ်အဲ့ဒါတော့နောက်တစ်ပုဒ်ကိုနောက်တစ်နေ့ကျတော့နောက်တစ်ချိန်ကျတော့ဆက်ပြီးဖတ်ပြမယ်ပေါ့။ဒါမဲ့ဒီနေ့ကတော့ပါဠိဖတ်ပြလိုက်ခြင်းလဲဆိုရင်တော့ကြပြစရာရင်ဝယ်ထည့်ရကြပြလေးကိုပါအပိတ်ကလေးမှယွတ်လိုက်ခြင်းပါဒီနေ့။ကြပြစရာရင်ဝယ်ထည့်ကိုလည်းဒီဝတ်ထက်နဲ့တပါတ်ဆိုင်မြို့မြောက်ထဲမှာလေဒီကြပြလေးရွတ်ဆိုပင်ပြုတ်ပါလို့ print down လိုက်ပါတယ်။မန္တလေးမြို့သားတွေကိုလိုက်မကြည့်နဲ့ ခမရကိုရမြို့ပြင်ရောက်သွားလိမ့်မယ်မှတ်ထားနိုင်စင်ကိုမှတ်ထားနမ်းမြို့ယူကိုမှတ်ထားရှိနေတော့ဝမ်းအောင်ကြည်ထားနောက်ဆိုအေယာရီလည်းမတေချာတော့ဘူးရှမ်းယုံမှလည်းပြူရင်ပြူသွားမှာမန္တလေးတောင်နဲ့ဓာတ်ပုံတွေ့ရိုက်ထားတောက်စားတွေလွတ်ကျက်ထားဒါတွေလည်းမတေချာဘူးတောင်တမန်ကိုမှတ်တရလက်မှတ်ထိုးခိုင်းထားမာမြင်းမှုနီရမှတ်တရငွေမပူလဲဝယ်ထားရွှေချောင်းကြီးသူရမစီရတဲ့ပန္ဒရာချောင်း နောက်ဆိုနှောင်းလူတွေကိုချိန်ပြောရင်ပြောနေရမှာတတိထတတိကြီးကြီးထကြက်ကြက်တတိထသူတို့ကတတိတီနဲ့ပြပြဖဲ့စားနေကြတာခင်ဗျာတိတ်မကြံတော့ဘူးဆိုတာသိလားအခုကလမ်းဆုပ်တွေဘောကဘိန်းဆုပ်တွေကြည့်ပြီးရေမောင်းရမယ်ချိန်မဟုတ်တော့ဘူးလာပါတေချာတော့လေးစကားစမီပြောရအောင်ဒီခင်ဗျာရွတ်ပြီးရင်ကျွန်တော်လည်းစကားဝဲရင်ဝဲသွားမှာဆရာရင်ဝဲထည့်ရခင်ဗျာလေးဖြစ်ပါလေ ဥဇရာဒေတာမာချင်းမနုပြာမရှင်စင်ကြည့်ဘူးမာကျူစင်နော်ညရဲအဆင်ပြေတယ်လို့ကြည်ပါတူတာဒီတိုင်းပဲဖတ်ပြီးတင်ထားမယ်အဆင်ပြေတယ်လို့ကြည်နိုင်မှာမမိပါပောက်ကိုရွှေတာမာချင်းဖီနစ်ဆော့ပါမာဆူဆူတူတာအကောင်လုံးနှောက်ဆက်ပြီးလို့ချင်းပါ နောက်အဲ့ဒါဂျီဖိုင်ယာကဒီကြပြစရာရဲ့ rap စာတောင်းယူပြီးတော့ပုံမြင့်ကျူဒီနေ့ဒီလောက်ပါ